မင်္ဂလာပါပသိမ်ခိုင်းအုပ်သာသနာမယန်းကျောင်းကျေးရွာမှာရှိတဲ့ရွှေနှလုံးတော်ယန်းဖြစ်တင်ကျောင်းရဲ့ Jubilee ပွဲကိုကျင်းပဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ် Jubilee ဆိုတဲ့နေရာမှာကန္တနှစ်ခုပါဝင်ပါတယ်ပထမကတော့ဒီရွှေလုံးတော်ရဟန်းဖြစ်တဲ့အကြောင်းကိုတီထောင်ခဲ့တဲ့85နှစ်ပြည့် စိန်ဂျူဘလီပွဲကြီးကိုကိုဗစ် -19 ကပတ်ကယောဂကြီးကြောင့်မလို့ကျွန်တော်တို့မကျင်းပနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့85နှစ်တော့ကြော်ခဲ့ပြီ။88နှစ်ပေါ့နော်။ဂျူဘလီကိုကျင်းပမှာဖြစ်သလိုနောက်ဂျူဘလီတစ်ခုကတော့ပြန်လွန်သွားတော်မူတဲ့ယမ်မင်းကြီး Francis အရှင်သူမြတ် တတ်မှတ်ပြီးတော့ကျင်းပဖို့စီမံပေးခဲ့တဲ့ဒီယဟန်လောင်းမယားရဲ့ဂျူဘလီပွဲနဲ့ပေါင်းပြီးတော့ဒီဂျူဘလီပွဲကိုကျင်းပဖို့ကျွန်တော်တို့ပြင်ဆင်နေတာဖြစ်ပါတယ်အချို့အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီเจ้าကိုတီထောင်ခဲ့တဲ့86နှစ်ဂျူဘလီနဲ့ပြန်လွန်သွားတဲ့ယမ်မင်းကြီး Francis အရှင်သူမြတ်တတ်မှတ်ပေးခဲ့တဲ့ယဟန်လောင်းမယားရဲ့ဂျူဘလီ ဒီနှစ်ခုကိုပူတွဲပြီးတော့ကျင်းပဖို့ရန်အတွက်ကျွန်တော်တို့ပြင်ဆင်နေတာဖြစ်ပါတယ်။ရန်ပြည့်တဲ့ကြောင့်မှာတာဝန်ထမ်းဆောင်သွားခဲ့တဲ့ကျောင်းဖုံးတော်ကြီးတွေကတော့အလုံးပေါင်း18ပါးမြောက်ရှိခဲ့ပြီဖြစ်တဲ့ဆိုတာလေးကိုလည်းအစီရင်ခံတင်ပြပါရယ်ဂျူဘလီကိုကျင်းပတဲ့အခါမှာအဓိကအားဖြင့်မစ္စတာတရားတော်မြတ်နဲ့ဖျားသခင်ကိုကျေးဇူးတင် ဖျားသခင်ကိုချီးမွမ်းခြင်းပဲဖြစ်ပါတယ် နေသည်စေမနာရိယဖြစ်ကြောင်းတော်ကြီးတော်ယူစရာတမိုင်းကြောင်းများစွာနဲ့အစဉ်ရှိနေသည်ရှင်နှလုံးတော်ယံဖြစ်ကြောင်းတော်ကြီးဒီမြေမှာမွေးထောက်ခဲ့သည်ယဟန်တော်များစွာသည်သဒ္ဒနာမှာမှုထမ်းဆောင်နေသည် ေခံသူယဟန်သည်များစွာပြောတောင်းပေးနေသည်ရွှေနှလုံးတော်ယဟန်ဖြစ်ကြောင်းတော်ကြည်ကိုလိုရှိကောင်းကြီးများစေခံစားရသည်ဖြူရောက်ချဲပန်းများပွင့်ဝေတဲ့တို့ကြောင်းတော်ကြည်အချိန်ခါတွေပြောင်းသွားလဲရင်မှမျက်ရှိသည် 有些也很别扭，舍不得骂他，我让你心。 ခက်ခဲတဲ့ပြဿနာများကြုံတွေ့ရလေရင်ဆိုင်ကရှစ်ဆက်လန်းနေပြီ တာအေးမရှိနေသည်ရွှေနှလုံးတော်ရဲ့ပြည့်ကြောင်တော်ကြီးဘာ 也恨你早走，却被骂他。